သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချင်းနမဒီကနေ့ဧပြီလ23ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတိဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတိဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းပေါ်သို့ပြန်လည်ရောက်ရှိရန်လှုံ့ဆော်နေသူများကိုအားပေးကူညီသွားမယ်လို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မြန်မာနိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းပေါ်သို့ပြန်လည်ရောက်ရှိရန်လှုံ့ဆော်နေသူများကိုအားပေးကူညီသွားရန်အမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးမာကိုရူဘီရိုကယနေ့တကြံနှစ်တစ်ကိုအဖြစ်ထုတ်ပြန်ပြောဆိုလိုက်ပါတယ် မြန်မာနိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းပေါ်ကိုပြန်လည်ရောက်ရှိရန်လှုံ့ဆော်နေသူများကိုအားပေးကူညီသွားရန်အမေရိကန်ကဆက်လက်တန်ဋိဌာန်ချမှတ်ထားပြီးဒေတာရင်းငင်းငင်းရင်းနဲ့လုံခြုံရေးတို့အတွက်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းမြန်မာနှစ်တကူတကြံအခါတမရကိုကြိုဆိုတဲ့အနေနဲ့မြန်မာပြည်သူပြည်သားများကောင်းချီးမင်္ဂလာများနဲ့ပြည့်စုံပါစေကြောင်းမြန်မာပြည်သူပြည်သားများအတွက်အမေရိကန်ပြည်ထောင်စုကိုစားမိမိပြောကြားလိုကြောင်းအမေရိကန်နိုင်ငံသားရေးဝန်ကြီးကဆိုပါတယ် ။တကြံဆိုတာဟာအတိတ်ကိုပြန်ပြောင်းစီခြင်းပြီးပုံမကောင်းမွန်တဲ့အနာဂတ်ကိုမျှော်လင့်ကြတဲ့ကာလတစ်ခုဖြစ်ကြောင်းယခုနှစ်မှာမတ်လ28ရက်နေ့ငလင်အပြီးမှာဝမ်းနေပူဆွေးမှုနဲ့ပျက်စီးဆုံးရှုံးမှုများကြုံတွေ့ခဲ့ရတဲ့လူပေါင်းများစွာနဲ့အတူတပေါင်းတစ်စီးတည်းရှိနေကြောင်းဤခက်ခဲတဲ့ကာလအတွင်းမြန်မာပြည်သူများနဲ့အတူအမေရိကန်ပြည်ထောင်စုကတသားတည်းရပ်တည်နေကြောင်းအသက်ကြီးဆိုင်ရာလူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ခြင်းနဲ့ပြည်လဲထူထောင်ရေးဆိုင်ရာကြိုးပမ်းမှုများကိုပေးအပ်ရမှာနိုင်ငံတကာအတိုင်းအဝိုင်းနဲ့ဆက်လက်ပူးပေါင်းသွားမှာဖြစ်ကြောင်းအမေရိကန်နိုင်ငံသားရေးဝန်ကြီးကဆက်လက်ပြောဆိုပါရစေ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တရုတ်ကနေတင်သွင်းမဲ့ကွန်ပျူတာဖုန်းနဲ့ ID ပစ္စည်းတွေကို American အခွန်ကင်းလွတ်ခွင့်ပြုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်နိုင်ငံရဲ့သွင်းကုန်တွေကို American ကအခွန်ပမာဏအမြောက်အမြစီးကျက်မဲ့အစီအစဉ်မှာကွန်ပျူတာတွေ၊စမတ်ဖုန်းတွေ၊တက်ဘလက်နဲ့တခြားသော IT နည်းပညာပစ္စည်းတွေကိုတော့ကင်းလွတ်ခွင့်ပေးသွားမယ်လို့သိရပါတယ်။ တမနာဒေါ်နယ်ထရမ့်ရဲ့နေဆက်လုံခြုံရေးဌာနကတရုတ်မှာထုတ်လုပ်တဲ့ IT နည်းပညာပစ္စည်းတွေဟာအမေရိကန်ကတကမ္ဘာလုံးရဲ့ကုန်သွယ်ပတ်နိုင်ငံတွေကိုတပြေးညီတတ်မှတ်ထားတဲ့အခွန်30ရာခိုင်နှုန်းတိုးမြင့်မဲ့အစီအစဉ်ကနေရောတရုတ်တနိုင်ငံနဲ့ကိုဥတီထားတဲ့အခွန်125ရာခိုင်နှုန်းအထိတိုးမြင့်မဲ့အစီအစဉ်ကနေပါကင်းလွတ်ခွင့်ရမှာဖြစ်ကြောင်းပြောကြားပါတယ် အမေရိကန်ရဲ့ Apple လိုနီးပညာလုပ်ငန်းစုကြီးတွေရဲ့ထုတ်ကုန်တွေကအစနီးပညာပစ္စည်းအမြောက်အများကိုတရုတ်မှာထုတ်လုပ်နေတာကြောင့်အခွန်တွေတိုးကောက်ရင်ဈေးတွေအစမတန်မြင့်တက်လာမှာကိုအမေရိကန်နီးပညာနယ်ပယ်ထဲမှာစိုးရိမ်မှုတွေကြီးထွားနေတဲ့အချိန်အခုကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ဒါဟာတရုတ်တင်သွင်းကုန်တွေအပေါ်ကြောက်ခမန်းလိလိအခွန်ပမာဏမျိုးတက်မှတ်ထားတဲ့နောက်ကုန်စည်အမျိုးအစားတစ်ခုအပေါ်အမေရိကန်ဘက်ကပထမဆုံးချင်းကင်းလွတ်ခွင့်ပေးလိုက်တာလည်းဖြစ်ပါတယ်။ကုန်သွယ်ရေးဆိုင်ရာသုတေသီတွေကတော့ ဒါဟာကမ္ဘာပေါ်မှာစီးပွားရေးအင်အားအတောင့်တင်းဆုံနိုင်ငံကြီးနှစ်ခုကြားကကုန်သွယ်ရေးစစ်ပွဲကြောင့်တကမ္ဘာလုံးကရက်ထမှာစိုးရိမ်နေကြတဲ့အခြေအနေအတွက်စိတ်သက်သာစရာအလှည့်ပြောင်းတစ်ခုဖြစ်နိုင်တယ်လို့မှတ်ချက်ပေးထားပါတယ်။ထရမ့်ကတော့တရုတ်သွင်းကုန်တွေတဲကနောက်ထပ်ဘယ်အမျိုးအစားတွေကင်းလွတ်ခွင့်ရအောင်မလဲဆိုတာကိုဧပြီလ14ရက်နေ့မှာအသေးစိတ်ထုတ်ပြန်သွားမယ်လို့ဆိုပါတယ်။ဧပြီလ12ရက်နေ့တုန်းကမိုင်ယာမီကိုမထွက်ခွာခင်တမရစီးတော်လေးရင် Air Force 1နားမှာထရမ့်ကအဲ့ဒီစီးရင်ဟာအရန်အသေးစိတ်ကြာမှာဖြစ်ကြောင်း တစ်ဖက်မှာလည်းနိုင်ငံတစ်ခုအနေနဲ့အမေရိကန်ဟာငွေတွေအများကြီးပိုရလာမှာဖြစ်ကြောင်း Trump ကပြောကြားသွားပါတယ်။အခွန်ကင်းလွတ်မှုဟာဧပြီလ9ရက်နေ့ထိနောက်ပြန်ဆုတ်ပြီးအကျုံးဝင်မှာဖြစ်တယ်လို့ကွန်ပျူတာနဲ့ဖုန်းတွေအပြင်စီမီကွန်ဒက်တာတွေ၊ဆိုလာဘက်ထရီတွေနဲ့ memory card တွေလိုပစ္စည်းတွေထိပါဝင်မှာဖြစ်ပါတယ်။အဲဒီဆုံးဖြတ်ချက်ဟာအမေရိကန်ရဲ့အထင်ကရနည်းပညာလုပ်ငန်းစုကြီးတွေဖြစ်တဲ့ Apple, Nvidia, Microsoft တို့အတွက်အကြီးအကျယ်အသက်ရှူချောင်စရာဖြစ်လာတယ်လို့လည်းဈေးကွက်လေ့လာသူတွေကသုံးသပ်သွားပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြို့နယ်၄ခုတိုက်ပွဲများအတွင်းစစ်ကောင်စီတပ်မှတူတရင်မှုအပါအဝင်တေဆုံထိခိုက်မှုများနေဟုနေပြည်တော် PDF ထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြင်မနာတန်တော်ကြီးရေနီနဲ့ရေတရှိမြို့တွေမှာစစ်ကောင်စီတပ်နဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်ကတေဆုံထိခိုက်မှုများပြားခဲ့ပြီးတူတရင်မှုအဆင့်အရာရှိတချို့လည်းတေဆုံခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနနေပြည်တော်တိုင်းစစ်ဌာနကယနေ့ဧပြီလ13ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့တလအတွင်းစစ်ရေးအခြေအနေများအတိပိတ်ထုတ်ပြန်ခဲ့ရမှာစစ်ကောင်စီတပ်ကအပြစ်ရပ်ပြီးနောက်စစ်ရေးလှုပ်ရှားမှုအခြေအနေများကိုလည်းဖော်ပြခဲ့ပါတယ်။နေပြည်တော်မှာဆစ်လွတ်တဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်ခဲ့ရာပြီးခဲ့တဲ့တလကျော်အတွင်းပြင်းထန်တဲ့တိုက်ပွဲ၆ကြိမ်ရှိခဲ့ကြောင်းအတိပေးထားပါတယ်။အဲ့ဒီတိုက်ပွဲများအပါအဝင်တိုက်ပွဲကြီးငယ်ဖြစ်ပွားမှုတလကျော်အတွင်းစစ်ကောင်စီတပ်မှ62ဦးသေဆုံးပြီးတရားကျော်ဒဏ်ရာရခဲ့တယ်လို့နေပြည်တော် PDF ကထုတ်ပြန်ပါတယ်။ တို့ပဲမယ်လေစစ်ကောင်စီတပ်သားများတေဆုံးထိခိုက်အခြေအနေများကိုလူတို့နှွေဦးကတီးကြအတိပြုနိုင်ခြင်းတော့မရှိပါဘူးဒါအပြင်ရန်သူထံမှလက်နက်အချို့နဲ့ခဲယမ်းများတင်ဆက်ရမိကရန်သူစစ်ကောင်စီတပ်သား၃ဦးလက်နက်နှလက်နဲ့ခဲယမ်းအချို့ဖြင့်အလင်းဝင်လာခဲ့တယ်လို့အသိပေးထားပါတယ်တိုက်ပွဲများအတွင်တော်လန်ရေးပူပေါင်းတပ်ဖွဲ့များမှလည်းရဲဘော်တို့ချို့ဒဏ်ရာရခဲ့ကြောင်းထုတ်ပြန်ပါတယ်ယခုအချိန်မှာရန်သူစစ်ကောင်စီဘက်မှအပြစ်ခက်ရဲစဲကြောင်းထုတ်ပြန်ထားပေမဲ့မြေပြင်မှာတော့စစ်ကြောင်းများအင်အားဖြည့်တည်ခြင်း မြေပြင်စစ်ကြောင်းထိုးတိုက်ခိုက်ခြင်းလက်နက်ကြီးများပစ်ခတ်ခြင်း drone များနဲ့ဘုံကျဲခြင်းလေယာဉ်များနဲ့ဘုံကျဲခြင်းတို့ကိုနေ့စဉ်နဲ့အမျှအမြဲမပြတ်လှုံ့ဆော်လျက်ရှိကြောင်းနေပြည်တော် PDF ကသတင်းထုတ်ပြန်ခဲ့ပြီးအများပြည်သူများအနေနဲ့ရန်သူလေကြောင်းတိုက်ခိုက်မှုရန်မှကြိုတင်ကာကွယ်ရှောင်ရှားကြပါရန်အသိပေးထားပါတယ်စီရေးအခြေအနေအသေးစိတ်ဖြစ်စဉ်တွေကိုဖော်ပြခဲ့ရမှာတော့နေပြည်တော် PDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကပြီးခဲ့တဲ့တလကျော်အတွင်းစစ်ကောင်စီတပ်နဲ့ထိတွေ့တိုက်ပွဲမှုဖြစ်ပွားမှုများကိုအသိပေးထားပါတယ် အစိုးရတိုက်ပွဲများအနက်ပူပေါင်းတပ်များကတန်တောင်ကြီးမြို့နယ်ရှမ်းလေပြင်စစ်ကောင်စီတပ်စခန်းကိုပိတ်ဆို့လျက်ရှိရမှာဖေဖော်ဝါရီ9ရက်မှာတော့ကျေကတော်စစ်ကောင်စီတပ်စခန်းမှာရှမ်းလေပြင်တပ်စခန်းစီကိုစစ်ကူစစ်လွတ်တဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်အင်အား30ကျော်ပါအစိုးရစစ်ကူစစ်ကြောင်းကိုနေပြည်တော်တိုင်းစစ်ဌာနတိုက်ရင်း836 KNL တပ်မဟာနှင့်အထူးတိုက်ရင် KNDO တခွဲလေးတို့ကြားဖြတ်တိုက်ခိုက်ခဲ့ရမှာခလာယာ29ဒုတိယမှုတိမ့်တန်းနဲ့15ဦးသေဆုံးပြီးလက်နက်ငယ်တချို့နဲ့ခဲယမ်းများတင်းဆဲရမိခဲ့ကြောင်းသတင်းထုတ်ပြန်ပါတယ် မန်ရှလာတရက်နေ့ကနေပြည်တော်ပြင်မနာမြို့နယ်တောင်မြင့်ရွာမှကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့ရန်သူစစ်ကောင်စီတပ်ကိုပူပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။မန်ရှလာ23ရက်ကလည်းနေပြည်တော်မှဆေလွတ်တဲ့စစ်ကောင်စီရဲ့တပ်မရှိရှိလက်အောက်ခံတပ်အင်အား300ခန့်ဟာအင်အား100ပါစစ်ကြောင်း3ကြောင်းဖြန့်ပြီးရင်းနီမြို့နယ်မိဤကလေးကျေးရွာအနီးကိုဝင်ရောက်လာခဲ့ရမှာတော်လန်ရေးပူပေါင်းတပ်ကခုခံခဲ့တယ်လို့ဖော်ပြပါတယ်။ မတ်လ24ရက်ကလည်းရေဒါရှင်မြို့နယ်ဘောရီကုန်းကျေးရွာအနီးမှာစစ်ကောင်စီရဲ့အင်အား300ခန့်ဟာအင်အား100ပါစစ်ကြောင်း3ကြောင်းနဲ့ဖြန့်ပြီးရှေ့တိုးလာတဲ့အတွက်တိုက်ပွဲဖြစ်ပွားခဲ့ရမှာစစ်ကောင်စီက၄ကြောင်းမှပြစ်ကူပေးတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အဆိုပါတိုက်ပွဲဖြစ်စဉ်အတွင်းစစ်ကောင်စီကဘုံကျဲချိန်ဟာတောင်ယာမီးခိုးများထူပြောနေတဲ့အတွက်စစ်ကောင်စီတပ်များအပေါ်မှားယွင်းဘုံကျဲတိုက်ခိုက်မှုဖြစ်ခဲ့တယ်လို့လည်းအသိပေးထားပါတယ်။ မတ်လ30ရက်ကလည်းတန်တော်မြောက်ပိုင်းမြောင်နှမ်းချိုကြီးရွာအနီးစစ်ကြောင်းထိုးလာတဲ့အင်အား800ခန့်ပါစစ်ကောင်စီတပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်အကြတိုက်ပွဲပြင်းထန်ခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။ဧပြီလ2ရက်ကလည်းတန်တော်မြောက်ပိုင်းရွာရန်ရှိကြီးရွာမှာမြောင်နှမ်းချိုကြီးရွာကိုစစ်ကြောင်းထိုးလာတဲ့ရန်သူစစ်ကောင်စီတပ်နဲ့ပူးပေါင်းတပ်များတိုက်ပွဲဖြစ်ပွားခဲ့ရမှာစစ်ကောင်စီတပ်အထိနာပြီးနောက်ပြန်ဆုတ်သွားခဲ့တယ်လို့ဖော်ပြထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အဆောက်အုံများပြိုကျသွားတဲ့အတွက်နေပြည်တော်မှာရှိတဲ့ဝင်ကြီးဌာနအချို့ရန်ကုန်ကိုပြောင်းရွှေ့အခြေစိုက်ပြီး စည်ရုံအတွင်းမှာရှိတဲ့အရာရှိလိုင်းကပြိုကျပျက်စီးသွားတဲ့အတွက်တိတ်ဆုံးသူမြပြဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်အားပြည်ငလင်ကြီးကြောင့်နေပြည်တော်မှာရှိတဲ့ဝန်ကြီးဌာနရုံးများပြိုကျပျက်စီးကုန်တဲ့အတွက်ရုံးတချို့ကိုရန်ကုန်မှာယာယီပြောင်းရွှေ့အခြေစိုက်မယ်လို့သတင်းများထွက်ပေါ်နေကြောင်းသိရှိရပါတယ်။အလုံးစုံပျက်စီးသွားတဲ့နိုင်ငံသားရေးဝန်ကြီးဌာနဟိုတယ်နဲ့ခီးသွားလာရေးဌာနနဲ့လူဝင်မှုကြီးကြပ်ရေးဌာနတို့ကိုရန်ကုန်ကိုခိတ္တပြောင်းရွှေ့အခြေစိုက်မှာဖြစ်ကြောင်းဝန်ထမ်းတချို့ထံမှသိရပါတယ်။ ရုံသုံးခုကိုနေရာရွှေ့မယ်ပြောတယ်အခုထိလိုင်းငန်းတွေမှာပြီပြီးတည်နေတဲ့အလောင်းတွေကိုမထုတ်ရသေးလို့အနံ့တွေလည်းထွက်နေတယ်နေကင်းပတ်ပါတခိုးတွေဝင်ခိုးလို့ကိုလိုင်းငန်းကိုစောင့်ကြည့်နေရတယ်လို့လာဝကဝန်ထမ်းတူက ARR time ကိုပြောပါတယ်စစ်ကောင်စီရဲ့စီယုံထဲမှာလည်းအဆောက်အုံများပြိုကျပျက်စီးခဲ့ရမှာငုဝါဆောင်အရာရှိငယ်နေအိမ်ရှစ်ခန်းတွင်းနှစ်ထပ်လိုင်းငန်းအလုံးစုံပြိုကျပျက်စီးသွားပြီးစစ်ကောင်စီရဲ့တပ်မိသားစုဝင်များတေဆုံးဒဏ်ရာရမှုရှိကြောင်းဗိုလ်ကြီးစင်ရောထံမှသိရပါတယ်နိုင်ငံသားရင်းနဲ့ဟိုတယ်နှစ်ခီးသွားလာရေးဌာနကရုံးပစ္စည်းတွေပြောင်းရွှေ့ဖို့ပြင်ဆင်နေတယ်လို့သိရပါတယ် ်ရုံးနဲ့လူနေလိုင်းငန်းတွေအတော့ပျက်စီးသွားတယ်လို့သိရပါတယ်လို့ CDM ပိုကြီးဇင်ရော်က AR time ကိုပြောပါတယ်။ပြီးခဲ့တဲ့28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့9တသမာ9 register scale ရှိတဲ့အင်အားပြင်းငလင်ကြောင့်နေပြည်တော်မှာရှိတဲ့ဝန်ထမ်းအင်အားအများအပြားပြိုကျပျက်စီးခဲ့ရမှာဝန်ထမ်းများနေထိုင်စားတောက်ရေးအတွက်ခက်ခဲမှုများရှိနေကြောင်းနေပြည်တော်ဝန်ထမ်းတို့က AR time ကိုပြောပါတယ်။ရွာတော်တိတ်ခွေစခန်းမှာရွှေတန်လွင်ကုမ္ပဏီကနေပြည်တော်တက်နေပြီအတွက်နေစဉ်လူအယောက်၈၀၀၀စာထမင်းဟင်းချက်ပြုတ်ပြီးဝေငှနေကြောင်းသိရှိရပါတယ်။ တနေ့ကိုလူ၈000စာအတွက်နှစ်နှက်စာချက်ပြုတ်ပေးနေရခြင်းဖြစ်ပြီးလုံအားပေးမလုံလောက်တဲ့အတွက်ချက်ပြုတ်မဲ့သူကိုငွေကြေးပေး၍ငှားရမ်းထားရကြောင်းသိရှိရပါတယ်။နန်စီဒီယမ်ဝန်တန်း8000ခန့်မှာတမင်းတုံများကိုတိတ်ခိုရီစကန်များမှာတွားရောက်ယူဆောင်နေရပြီးနေထိုင်စရာအတွက်အခက်အခဲများရှိနေကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းငလင်ကြီးလုတ်ခတ်ပြီးနောက်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု82ကြိမ်လုဆောင်ခဲ့ကပြည်သူ105ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းငလင်ကြီးလှုပ်ခတ်ပြီးနောက်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု82ကြိမ်လှုပ်ဆောင်ခဲ့ပြီးပြည်သူ105ဦးသေဆုံးခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကယမန်နေ့သတင်းစာရှင်းလင်းပွဲမှာထုတ်ပြန်ပါတယ်။မတ်လ28ရက်နေ့ကအင်အားပြင်းစကိုင်းငလင်ကြီးလှုပ်ခတ်ပြီးချိန်မှာစပြီး April 17ရက်နေ့အတွင်းအကြံဖတ်စစ်တပ်ကစကိုင်းမကွေးပဲခူးမန္တလေးကရင်နီရှမ်းချင်းအေရဝတီကချင်ကရင်မော်နဲ့ရခိုင်တွေမှာလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုများဇက်တိုက်ကျူးလွန်ခဲ့ကြောင်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု82ကြိမ်အတွင်းပြည်သူ105ဦးသေဆုံးခဲ့တာ102ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။အကြံဖတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ့နေအိမ်84လုံးပျက်စီးခဲ့ပြီးစာတင်ကြောင်း၃ကြောင်းလည်းပျက်စီးခဲ့ကြောင်းဒါပြင်လက်နက်ကြီးပစ်ခတ်မှုအကြိမ်30လုံးဆောင်ခဲ့ပြီးလက်နက်ကြီးကြီးကြောင့်ပြည်သူ6ဦးသေဆုံးက30ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလက်နက်ကြီးတန်ကြောင့်နေအိမ်22လုံးပျက်စီးပြီးဘာသာရေးအဆောက်အအုံ၄လုံးပျက်စီးခဲ့ကြောင်းသိရှိရပါတယ် NUG အစိုးရအနေနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေထိထိရောက်ရောက်ပေးနိုင်ဖို့ခုခံကာကွယ်စစ်ကလွဲပြီးထိုးစစ်အားလုံးကိုခိတ္တရက်တက်မှုကိုမတ်လ30ရက်နေ့မှာစတင်မယ်ဆိုတာမတ်လ29ရက်နေ့ကတည်းကထုတ်ပြန်ကြေညာခဲ့ပါတယ်။ အကြံဖတ်စစ်တပ်ကအပြစ်ခက်ရက်စဲရေးကိုဧပြီလ2ရက်နေ့မှာကြီးညာခဲ့ပေမဲ့တကယ့်လက်တွေမှာပြည်သူတွေကိုဥတည်ပြီးလေကြောင်းကနေတိုက်ခိုက်မှုလက်နက်ကြီးတိုက်ခိုက်မှုစစ်ကြောင်းထိုးဝင်ရောက်ပြီးပြည်သူပိုင်ပစ္စည်းဥစ္စာတွေမိရှုဖျက်ဆီးပြီးယူဆောင်တာတွေကိုငလင်ဘေးတင်ဒေတာကပြည်သူတွေအပါအဝင်နိုင်ငံဒေတာအနှံ့တော်တော်များများမှာဆက်လက်ကျူးလွန်နေတာကိုခံရပါတယ်လို့ NUG ဝန်ကြီးဒေါက်တာဝင်းမြတ်အေးကယမန်နေ့သတင်းစာရှင်းလင်းပွဲမှာပြောကြားလိုက်ပါတယ် ဒါပြင်ငလင်ဘေးအတွက်နိုင်ငံတကာကကူညီထောက်ပံ့တဲ့အထောက်အပံ့များတကယ့်လက်တွေ့မြေပြင်မှာအလိုအဆုံပြည်သူများထံထိရောက်တဲ့ပံ့ပိုးမှုများရောက်ရှိရန်ဟန်တာကန့်တမှုများရှိနေပြီးနိုင်ငံတကာအကူအညီများဟာလည်းပြည်သူများကိုအကူအညီဖြစ်မဲ့အစားလေကြောင်းတိုက်ခိုက်မှုအပါအဝင်ပြည်သူများကိုအကြမ်းဖက်ပြန်လည်တိုက်ခိုက်မှုများအတွက်အထောက်ပံ့ဖြစ်သွားမှာကိုအလေးအနက်တတိထားပြီးတာစီရန်လိုအပ်ကြောင်း၎င်းကဆက်လက်ပြောဆိုပါရစေ။ ငလင်ဘေးနဲ့ပတ်သက်ပြီးလဲ NLD အစိုးရလက်ထက်ထဲမှာတဘာဝဘေးနဲ့ပတ်သက်ပြီးကြိုတင်စီမံမှုများစွာဆောင်ရွက်ခဲ့ပြီးအမျိုးသားအဆင့်ငလင်ဘေးအန်ရဲ့ကြိုတင်ပြင်ဆင်ရေးနဲ့တုံ့ပြန်ရေးစီမံချက်များမြန်မာနိုင်ငံဘေးအန်ရဲ့အကြောင်းထိကိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးစီမံချက်များကို2019ခုနှစ်နဲ့2018ခုနှစ်များတဲ့ကရေးဆွဲအကောင့်ထဲပေါ်ခဲ့ကြောင်း တဘာဝဘေးများကျုံလာချိန်မှာလည်းအရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက်တဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေကိုလည်းတည်ထန့်ထားရှိဆောင်ရွက်ခဲ့ပေမဲ့လည်းအဆိုပါရန်ပုံငွေတွေကိုအကြံဖတ်စစ်ကောင်စီက2029နှစ်တုန်းကအသုံးပြုခဲ့တဲ့အတွက်ယခုလက်တွေ့ဖြစ်လာချိန်မှာတော့လူအသက်ပေါင်းများစွာကိုကြိုတင်ပြင်ဆင်မှုများပျောက်ကွယ်ခဲ့ရခြင်းဖြစ်ကြောင်းသကိုင်းကလင်ကြီးတုံ့ပြန်ရေးလုပ်ငန်းဆိုင်ရာယမန်နေ့သတင်းစာရှင်းလင်းပွဲမှာဒေါက်တာဝင်းမြတ်အေးကပြောဆိုပါတယ်လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ငလင်ဘေးအတွက် American Dollar 1 million နဲ့ညီမျှတဲ့ ြက်ငွေရံပုံငွေကိုမတည်ပြီးစတင်ထောက်ပံ့ခဲ့ကြောင်းငလင်နဲ့နောက်ဆက်တွဲငလင်တွေကြောင့်ထိကိုက်ပျက်စီးဆုံးရှုံးမှုများကိုမျက်ခြေမပြတ်စောင့်ကြည့်မှတ်တမ်းတင်ပြီးအချိန်နဲ့တပြေးညီထုတ်ပြန်ကြံများဆောင်ရွက်ခဲ့ကြောင်းအရေးပေါ်အကူအညီများကိုလည်း NUG စိုးမိုးနေမည်စစ်ကောင်စီစိုးမိုးနေမည်ဆိုပြီးမခွဲခြားဘဲအမြန်ဆုံးရောက်ရှိရေးချိတ်ဆက်ဆောင်ရွက်ခဲ့ပြီးဆက်လက်ဆောင်ရွက်နေစေဖြစ်ကြောင်း NUG ကထုတ်ပြန်ပြောဆိုပါတယ်ဆလပီယောင်နီ live in maryland ဂီတဖျော်ဖြေပွဲမှာရမုံငွေဒေါ်လာ3000ကျော်ရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အဆိုတော်လင်းလင်းနဲ့ချစ်သူဝေတို့ရဲ့ Yawni Life in Maryland ဂီတဖျော်ဖြေပွဲကို American ပြည်ထောင်စု Maryland ပြည်နယ်မှာဒေသစံတော်ချိန် April 12ရက်နေ့မွန်လွဲကိုင်းမှာပြုလုပ်ခဲ့ရမှာတော်လန်ရေးအတွက်ရန်ပုံငွေဒေါ်လာ33000ကျော်ရရှိခဲ့တယ်လို့ပွဲစီစဉ်သူတွေကသတင်းထုတ်ပြန်ပါတယ်ရလာတဲ့ရန်မုံငွေတွေကိုတော်လန်မိသားစုတွေရဲ့ပြန်လည်ထူထောင်ရေးကြာဆုံးရဲဘော်တွေရဲ့ကြံရစ်တဲ့မိသားစုတွေ CDM မိသားစုတွေနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့မိသားစုတွေနဲ့နိုင်ငံရေးအကျဉ်းသားတွေရဲ့မိသားစုတွေကိုဦးစားပေးကူညီသွားမှာဖြစ်ပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မြို့မှာပျော်ပျော်ရွှင်ရွှင်တိမောက်ကြတဲ့ပွဲမှာငိုနေရှာတဲ့ပမ်းမရောက်ဖူးတွေလဲဆိုတဲ့စိုင်းပုတ်ထောင်ပြီးတော်လန်တကြံလှုပ်ရှားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့မှာပျော်ပျော်ရွှင်ရွှင်တိမောက်ကြတဲ့ပွဲမှာငိုနေရှာတဲ့ပမ်းမရောက်ဖူးတွေလဲစိုင်းပုတ်ထောင်ပြီးတော်လန်တကြံလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါလှုပ်ရှားမှုကိုတော်လန်ចောင်းသားတွေကလူစီကားတဲ့ကန်တော်ကြီးထဲမှာအကြံဖတ်စစ်ကောင်စီကိုစန့်ကျင်တော်လန်တဲ့တော်လန်တကြံလှုပ်ရှားမှုကိုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူမှပြည်သူတို့စာနာထောက်ထားရင်းလာမယ့်မဟာတကြံပွဲတော်ရက်များအတွင်းမှာအသက်ဆုံးရှုံးသွားတဲ့ပြည်သူများကိုလွမ်းစွတ်တန်တားမှုမြည်တဲ့တိတ်တဆိတ်တကြံနေ့ရက်များကိုကျွန်တော်တို့အထူးဖြတ်သန်းကြရပါမယ်လို့တော်လန်သွေးမကုံတောင်တကုံတပိတ်အင်အားစုကပြောဆိုထားပါတယ်ငလင်ဘေးကြောင့်ပြည်သူများဒုက္ခမျက်ရည်ဝေးနေချိန်မှာအချမ်းဖတ်စစ်ကောင်စီကလစ်လျူရှုပြီးတကြံအတွင်းစာနာမှုကင်းမဲ့စွာမန်တက်များဆက်လက်ဆောက်လုပ်နေခြင်းသည်ပြည်သူများကိုမျက်နှာပြောင်တိုက်လွန်းတဲ့လှုပ်ရက်ဖြစ်ကြောင်းတော်လန်သွေးမကုံတောင်တကုံတပိတ်အင်အားစုကဆိုပါတယ် အဲ့ဒီနောက်တမခွန်ခေါ်တမမှုကအထက်ကပေးထားတဲ့အမိန့်ကိုအကောင့်ထဲပေါ်ပေးရကြောင်းတော်လန်ဘတ်တော်သားမှအခုလိုရေးသားထားပါတယ်ခွန်ခေါ်တမမှုကအထက်ကပေးတဲ့အမိန့်ကိုအကောင့်ထဲပေါ်ပေးရတာပါခမညာတဲ့ပါပူတို့မိသားစုဟာအလူငွေတွေထောက်ပံ့ရေးပစ္စည်းတွေကန်ထရိုက်အလုပ်တွေရရှိပြီးတဲ့နောက်ဘယ်ပြည်သူကိုမှထောက်ပံ့မှုမပေးဘဲအပုံနံထွက်နေတဲ့နေပြည်တော်ကိုပြစ်ထားပြီးတောင်ကြီးမှာအေးရအေးကြောင့်ဖျားတီးတင်ပွဲလုပ်နေတယ် ြန့်ဖို့ကဘူးလက်တို့ကလည်းခောက်ဆွဲကြောက်ဆဲဖာရေတံဘူးဆဲကက်နဲ့ကော်ပုံး42ပုံးကိုတဲပြီးနေပြည်တော်ကိုပတ်ပြီးလှူဒန်းနေပါကြောင်းဓာတ်ပုံရိုက်ရုံသာရိုက်ပြီးပျော်ရွှင်စွာဂျင်းထဲ့နေတာတွေ့ရပါတယ် အဲဒီလိုမအားလမိသားစုနဲ့ကြန့်ဖို့ပါတီဝင်တွေပျော်ရွှင်ကြည်နူးစွာနဲ့အလိုဒါနလှုပ်ပြနေချိန်မှာအဖမ်းခံလိုက်ရတဲ့ခွန်ခွန်တက်မှမှုဗိုလ်မှူးချုပ်အောင်တပ်ဦးရဲ့ကလေးနှစ်ယောက်ခမဘယ်သူကိုအဖေခေါ်လို့ခေါ်ရမှန်းမသိတော့ပါဘူးမိမဖြစ်သူကတော့သူ့ယောက်ျားကိုလိုက်မကဲပဲဖျားထီးတင်နေတဲ့မအားလကိုရောတခွန်တပါရမအားမပေးကြတဲ့ကြန့်ဖို့ပါတီကိုရောစောက်တုံးမကြတဲ့တက်မှမှုလို့ဆိုပြီးလိုင်းမော်တင်တိတ်ခါချနေတဲ့တက်ထောက်ခံဆိုတဲ့သူတွေကိုပါစိတ်အယက်နာနေပါတဲ့ ် NUG ကိုလည်း Geneva Convention ကိုလေးစားလိုက်နာပေးပါဆိုပဲမိတို့ဆိုစီ NUG ကအပြည့်ရဲ့တပတ်တိုးချောင်ကြီးညာသွားပါတယ်ဘောမာတွေခမရမာတော့ယင်ထိတ်နေကြပါပြီ NUG ကအပြည့်ရဲ့ပြန်ပြီးဘယ်မျိုးပါတော့မလဲဘယ်စကန်းကြအောင်မလဲငလင်ကလည်းဆက်လို့ဆယ်ကလည်းကျိုးနေပြီကွာတဲ့ဘောမာတွေဘလို့ပဲဖြစ်နေဖြစ်နေမအားလာရဲ့ဝန်ချီမောင်မောင်အောင်ကတော့နေပြီးတော့မှအေးတဲ့ချမ်းဆိုပြီးတူပို့တူပို့တချင်းနဲ့ရေပတ်ခန်းနေပြီဖြစ်ပါတယ် ခုံခုံတက်မှမှုကြီးကတော့ကျွန်တော်ဘာအပြစ်မှမလုပ်ခဲ့ပါဘူးအထက်ကပေးတဲ့အမိန့်ကိုပဲအကောင့်ထည့်ပေါ်ခဲ့ရတာပါခင်ဗျာမိသားစုနဲ့အမြန်ဆုံးပြန်တွေ့ကြပါပြီတဲ့ဖြူစင်နေလိုက်တာဗျာဆိုပြီးတယော်ရေးသားထားတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်နောက်ထပ်ပြည်ရင်းပြပါသတင်းတော်လိုင်းရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ